ဝိချိနာမောင်မြင်တဲ့တမ်မနီဆွန်လင်းကိုပြည်သူတွေကလေစိုးရင်ကြ่ายပြန်မပြီတမ်မနီဆွန်လင်းဟာအခုရှင်ပြိုင်ထုတ်သက်ရတော့မယ်ကော်ထွန်းရဲ့ပွဲမှာဝိနဲ့ hydration test chain နဲ့နေရာမှာအစစစေတော့ကဝိကတော့ဝင်နေ hydration test ကကြတော့မောင်းဘူးနောက်ဆုံး hydration test အောင်အောင်လုပ်လိုက်တဲ့အခါမှာတော့ဝိက ပိုသွားခဲ့ပြီလေဖြစ်ပါတယ်ဆိုတော့တာမနီဆူလုံဟာခုတစ်ခေါက်မှလေဒီ weight chainer နဲ့ hydration test စစ်ဆေးတဲ့နေရာမှာအားရအများကြီးသုံးပြီးတော့အပင်ပန်းခံလိုက်ရပြန်ပြီလေဖြစ်ပါတယ်နော်မြန်မာ fighter တွေတော်တော်များများဟာဒီ weight chainer နဲ့ hydration test စစ်ဆေးတဲ့နေရာမှာအများစွာကြာရှုံးနေကြတာကိုတွေ့ရပါတယ်ဒါကလည်းအပြစ်တော်အများကြီးမပြောလို့ဘူးအနာဂတ်မှာမြန်မာ fighter တွေအနေနဲ့အစာဟာရပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ ဝိတ်ချိန်တာနဲ့ hydration test ဆစ်စေတဲ့အခါမှာအောင်မြင်ဖို့တော့သူတို့နဲ့အတူပူပေါင်းပြီးတော့စနစ်တကျအစားတောက်မှုတွေလှုပ်ဆောင်တာကတော့အရန်ရန်ကိုလိုအပ်နေပြီဆိုတာဒါကမီးမောင်းထိုးပြလိုက်တာပါပဲအခုတမ်နီဆိုလုံကကြပြန်ပြီနော်ရှီပွေတော်ကလည်းဆက်ဆန်တဲ့ပွဲမှာလည်းတမ်နီဆိုလုံဟာဝိတ်ကြော်တယ်ဒါကြောင့်မို့လို့နော်ဝိတ်ဆစ်စေတဲ့နေရာမှာအားရအများကြီးသုံးလိုက်တာဖြစ်တဲ့တော့ သူ့အနေနဲ့တကယ်ပွဲနေမှာဘာမှမလုပ်ဆောင်နိုင်ခဲ့ဘူးအားရီကုန်ခန်းနေပြီဆိုပြီးတော့ family ဆူလင်းကိုယ်တိုင်ကဝန်ခံထားတာဖြစ်တယ်အခုသူဝန်ခံထားတဲ့အတိုင်းပဲသက်ပြီးတော့သူချရှုံးပြန်ပြီ အခုဒမ်နီဆိုလွန်နဲ့ကော်ထွန်ဟာမူလကား245ပေါင်ဘန်တန်ဝိတ်တန်မှာထုတ်ဖို့သဘောတူထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆိုလွန်ဟာတတ်မှတ်ချိန်တွင် hydration test ဝင်ရောက်အောင်လုံးဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ပြန်မဲ့ကော်ထွန်က hydration test တွင်ရောဝိတ်တန်တွင်မှာအခက်အခဲမရှိအောင်ဝင်ရောက်နိုင်ခဲ့တာလေးဖြစ်ပါတယ်။ဒါကြောင့် cash ဝိတ်တန်ညှိထုတ်ဖို့ကြိုးစားရပြန်ပါတယ်။သူ့ရဲ့ hydration test ကတတ်မှတ်ထားတဲ့1.025အတွင်း ဝင်ရောက်ချိန်မှာတော့ body weight က140ခန်းတက်သမား2.5ပေါင်ဖြစ်သွားပါတယ်တမ်နီဆိုလင်းပြောတာပါဒါကြောင့်သူရလာမယ့်တမ်နီဆိုလင်းရလာမယ့်ထိုးကြီးတဲ့ကအစိပ်ပိုင်းတချို့ကိုပြိုင်မဲ့ cotton ထံခွဲပြီးဖို့သဘောတူပြီး cash weight တန်းညှိရပါတယ်နော် one championship ကတော့140ခန်းတက်သမား2.5ပေါင် cash weight တန်းမှာ ထိုးရမယ်ဆိုပြီးတော့ဒီဝင်ကြီးညာထားပြီးကဲပြီလေဖြစ်ပါရီဒါကြောင့်မလို့အခုကလေးကပြင်စမားနေတဲ့တမ်နီဆွလွင်ကိုပြည်သက်တွေကတော့ရှုံးအောင်မယ်ဆိုပြီးတော့အရင်နေစိတ်ပူနေကြပြန်ပါပြီဗျာ